အားလုံးပဲမင်္ဂလာပါရှင်မကျနာတဲ့တင်ချာနေရဲ့ Rubila Session ရဲ့ Radio Session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်ရန်ကုန်မြို့နယ် KBZ ပန်ဝန်ထမ်းမတသက်ဆုံးနဲ့ခင်မွန်ဖြစ်သူစပူအောင်ပြီဆုံးတို့ကမကျနာမြို့မှာရှိတဲ့ဒေတာခံတချို့စီရနေငွေကျပ်သိန်း2000ကျော်လင်းလေးသွားပါတယ်လဝါနေကုမ္ဆိုင်ရန်ကျေးဝါကနေဖြတ်တန်းသွားလာတဲ့ခရီးသွားပြည်သူတွေကိုစက်ကောက်စီပူပေါင်းတပ်တွေကဒါစီစစ်စီရီပြုလုပ်လာပါတယ် မကွေးအချင်းသားမှာအချင်းဦးစီးဝန်ထမ်းတွေနဲ့အချင်းသားတွေကြားတင်မမှုဖြစ်ပေါ်ခဲ့ပြီးတော့အချင်းဦးစီးဝန်ထမ်းတွေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသားနှစ်ဦးတေဆုံးခဲ့ပါတယ်။စားရတဲ့လူတွေကိုသစ္စာပြရမှာပါ။ကျမတို့စီစဉ်သက်သူမင်းကြီးဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်ကီဘီဆက်ပန်ဝန်ထမ်းမတသက်စုံနဲ့ကံပွန်ပြတူစစ်ဖို့အောင်ပြေဆောင်တော့မိချနာမှာရှိတဲ့ဒေတာကန်တချို့စီရနဲ့ငွေချက်သိန်း2000ကျော်လင်းလေးသွားရင်လို့ငွေချေးလေးလေးခံရတဲ့သူတွေစီရကြသေးရပါတယ်။သဆိုင်ကတင်ဆက်ပေးမှာပါ။ငွေချေးလိန်လေခဲ့တဲ့မတတဆောဟာ KBZ ဘဏ်ကငွေစည်ရင်အရာရှိသူဖြစ်တဲ့အတွက်နေစင်ဘဏ်ကနေအစိုးရတမတ်ထားတဲ့ငွေလဲနှုန်းထားနဲ့ဒေါ်လာတွေကိုနိုင်ငံခြားအတင်သွင်းတဲ့အလုပ်ယုံကုမ္ပဏီကြီးတွေအတွက်စက်ငွေနဲ့ဒေါ်လာကိုသင့်ခံဝယ်ပေးရသူဖြစ်ကြောင်း ရခိုင်နှုန်းနဲ့အမြတ်ပေးမှဖြစ်ကြောင်းပြောဆိုပြီးယုံကြည်မှုရယူကပတ်စံတွေခြေခဲ့ရလို့ငွေကျပ်3000ကျော်လိမ့်လေခံခဲ့ရတဲ့မင်းချနာမျိုးဒေတာခန်တူကပြောပါတယ်။ဒေဒေါ်လာမရှိသေးချေရှိွန်တဲ့ဆေးရုံကသူပြောရတော့တယုံလုံပြောတယ်အခြေရီအလုံးလုံးတွေတဲ့အခြေဘက်ကဒီနေ့မြန်မာငွေ3000ဘူဒေါ်လာဝေထားပေးဆိုရင် तू ကအတိမိတ်ဆွေတင်ငွေချင်းတွေစီကနေ1000ယူဝေထားပေးပြီးတော့ညနေကျရင်ကုမ္ပဏီကဒေါ်လာပြန်လာယူတဲ့အချိန်ပြန်ပေးရဆိုပြီးပြောတယ်သူယောက်ျားကလည်းထည့်ပေးပါ ငါမိမောက်ယုံကြည်ပဲသူမညာဘူးသူလည်းဗန်ငွေစင်အရာရှိဟုတ်တယ်ဆိုပြီးပြောတယ်ငွေချေးယူစင်ကနေပြန်တိုးအနေနဲ့600ခိုင်နှုန်းနဲ့100ခိုင်နှုန်းပေးမယ်လို့ဆိုကချေးယူခဲ့ကြောင်းရတတပတ်ခန့်အထိနေစဉ်အုံနှုန်းတွေကိုလည်းပေးပြီးတခြားနီးစပ်သူတွေဈေးကလည်းငွေထပ်ချေးခိုင်းခဲ့တာကြောင့် ငွေသိန်းထောင်နဲ့ချီပြီးလိုက်လံချေပေးခဲ့ရကြောင်းလည်းဆက်လက်ပြောပါရယ်မြစ်နာနဲ့ရန်ကုန်မြို့မှာနေထိုင်တဲ့အယောက်30ကျော်စီကငွေကျပ်သိန်း3000ကျော်ကိုလိန်ကြီးအမျိုးမျိုးနဲ့လိန်သွားခဲ့တာဖြစ်ပြီးတခြားနေရာဒေသတွေမှာလည်းလိန်ခံရသူတွေရှိနေသေးကြောင်းကြားသိရတယ်လို့နောက်ထပ်ငွေကြေးလိန်နဲ့ခံရသူမြစ်နာဒေသခံတူကလည်းပြောပါရယ် ဘောမလီကမငါသာတိရစကလို့ဆာပစာ၄900နဲ့ဆာလုတ်တယ်အဲ့ဒါနောက် तू ကအမျိုးမျိုးပြောလာတယ်ပြီးတော့900ခိုင်နှုန်းကနေ600ခိုင်နှုန်းအဲ့ဒီကနေ1000ခိုင်နှုန်းပေးမယ်ဆိုပြီးပတ်စံပြန်ရှာခိုင်းတယ်ပတ်စံရှာခိုင်းတော့သူများနဲ့ရှယ်ယာပုံစံနဲ့ခေါ်ထည့်တယ်နောက်တော့ तू ကပတ်စံပုံမှန်ပြန်မပေးလာတော့ဘူးခိုင်နှုန်းလည်းမပေးလာတော့ဘူးပေါ့နော်ပတ်စံကြီးပဲလိုက်ရှာခိုင်းနေတယ်ကျွန်တော်နဲ့လည်းရရင်ရောအားနာလို့လိုက်ရှာပေးတယ်နောက်တော့အတိုးလည်းမပေးပါမှလည်းမပေးအဲ့လိုဖြစ်သွားတယ် ခြေပေးထားတဲ့ငွေပမာဏအများများနေပြီဖြစ်တဲ့အတွက်သူတို့နောက်ကိုတောက်လျှောက်လိုက်စောင့်ကြည့်နေခဲ့ရကနေဒီကနေ့အထိအဆက်အသွယ်မရတော့တာလို့သိရပါဗျ။လက်ရှိအချိန်မှာငွေလိမ်သွားတဲ့အချက်ပါစစ်ပိုးလင်မယားကိုဆက်သွယ်လို့မရတော့တဲ့အတွက်အတိမိတ်ဆွေတွေဆီကအာမခံငွေယူပေးခဲ့သူတွေကိုဒီလကုံလုံးမှခြေပေးထားတဲ့ငွေတွေပြန်မပေးရင်အွန်လိုင်းပေါ်ကြေညာပြီးတောင်းမယ်လို့ဆိုတဲ့အတွက်နာမည်ပြတ်ပြီးအဆက်အသွယ်အကျုံးနဲ့ဖြစ်မှာကိုစိုးရိမ်နေရတယ်လို့လည်းဆိုပါဗျ။ အန်တီနာကွန်ပရိုဘလမ်နူနာကိုဒုတိယအကန့်အန်တီဝါမချာခေါ်တာကျမတို့ဆံပြန်ရမရဆိုတာဒုတိယအကန့်ကျမတို့သူများဆရာယူထားပေးတဲ့ပက်ဆက်တွေကအခုကျမတို့ကောင်းပေါ်ရောက်နေပြီသူများတွေဆရာယူထားတဲ့ပက်ဆက်တွေမဆက်မနေရပဲအခုတို့ရောလည်းဒီလောက်ကုန်အထိပဲစောင့်ပေးမိတယ်မဟုတ်ရင် Facebook မှာတင်ပေးမိတယ်အခုကျမတို့ကပဲနာမည်ပြတ်မလို့ဖြစ်လာတဲ့အတွက်အဲ့ဒီပက်ဆက်တွေကိုအဓိကပေးဖို့အတွက်ပြောပေးပါ ရန်ကုန်တိုင်းမယံကုန်းမြို့နယ်ရှိစစ်ဘိုအောင်ပြေဆောင်ရမိဘတွေဖြစ်တဲ့ရန်မူစောထွန်းနဲ့အချောင်းဆရာမတော်မြင့်မြင့်ခိုင်တို့အိမ်နဲ့ရွှေပြည်သာမြို့နယ်အမနှစ်ရက်ွက်ရှိမှာတတ်တတ်ဆော်ရမိဘတွေဖြစ်တဲ့ဦးစောအောင်နဲ့တော်ညိုညိုထွန်းတို့အိမ်စီတွားရောက်မင်းမြန်ရမှာလဲသူတို့နဲ့မနေချောင်းကလေးကိုလည်းခေါ်သွားပြီးဖြစ်ချောင်းနဲ့နှစ်ဦးလုံးကိုတာသမီအဖြစ်မှအမွေပြဆွလွတ်ချောင်းနိုင်ငံပိုင်တည်င်းစာထဲမှာကြော်ညာစာထည့်ထားတယ်လို့ပြောဆိုတယ်လို့လည်းဆိုပါတယ် ဆန်တဲ့ဇင်းကအဆက်တွေငားငါတမီးတို့ပြောတော့အဆက်တွေမရှိဘူးငါတမီးဆိုရင်လည်းအမွေပြတ်ဆွန့်လွတ်ပြီးချောင်းပေါ့တို့ရဲ့နေရာမှာရက်သက်ပြစ်ကြထောင်လေးကျိတ်တော့ချလိုက်ကြဆိုပြီးတော့ပြောပြမယ်တို့အဆက်တွေရှိရလို့ကြားရတယ်ဒါကြောင့်အထက်ပါငွေကြေးလိန်လေခံရသူတွေရဲ့ငွေကြေးပမာဏကိုပြန်လည်ပေးအပ်ဖို့လည်းတောင်းဆိုနေပြီးစစ်ဘောအောင်ပြေဆောင်ကတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ချင်းမြန်တိုင်390ရာဖြစ်တယ်လို့လည်းသိရပါဗျ ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3969633တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်တနိုင်းလီတို့လမပေါ်ကလဝါနဲ့ကုံဆိုင်ရံရွာကနေဖြတ်တန်းသွားလာတဲ့ခေတွားပီတူတွေကိုစေကောင်းစီပူပေါင်းတတ်တွေကနေဒါစီစစ်စရာတွေပြုတ်လုပ်လာတယ်လို့သိရပါတယ်။ထရီဇာကတင်ဆက်ပေးမှာပါ။ ီခဲတဲ့ April 15ရက်နေ့ကနေခုံဆက်ရောင်ရွာချင်းနဲ့လောဝတေးရွာလေဖက်ကန်လမ်းစုံနေရာတွေမှာစစ်ကောင်စီနဲ့ B2C ပူးပေါင်းတပ်တွေအင်အားများအပြားနဲ့နေရာယူဆောင်ကြပြီးလမ်းကြောင်းလမ်းလာတွေကိုတာစီစစ်ဆေးတဲ့အပြင် မပုံတင်ပါမပါပါမင်းမြန်တယ်လို့ခီးသွားပြီသူတို့ကမြစ်ချနာတဲ့ဒင်းချာနေကိုပြောပါရင်ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကစစ်ကောင်စီပူပေါင်းတပ်တွေဟာလောဟကျေးရွာတွင်ကအစာတင်ကြောင်းမှဝင်ရောက်တပ်ဆွဲလာပြီးနောက်မတ်လ33ရက်နေ့မှာတော့ KNPDF ပူပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူပေါင်းတပ်တွေရွာတွင်ကနေပြန်လည်ဆုတ်ခွာသွားကြတာလည်းဖြစ်ပါရင်အရင်နောက်ပိုင်းဧပြီလ9ရက်နေ့ညနေပိုင်းလောက်ကနေစပြီးလောကကုမ္ပဏီရောင်းတဲ့ရှောက်စစ်ကောင်စီပူပေါင်းတပ်တွေတွာလာလို့ရှာ မှုပြန်လည်ပြုတ်လုလာကြရလို့ဆိုပါရယ်။ဒါအပြင်ဧပြီလ23ရက်နေ့မနက်ပိုင်းကလည်းစစ်ကောင်စီနဲ့ပြည်သူ့စီပူပေါင်းတပ်သားတွေခုံဆိုင်ရောင်ကျေးရွာအတွင်းစစ်ကြောင်းထိုးလာတဲ့အတွက်ကချင်လူလက်ရဲတမရော KIA နဲ့တနအယဝန်းကျင်လောက်ထိထိတဲ့ပွဲဖြစ်ပွားခဲ့ပါရယ်။ လောဝလီတို့လမ်ဘက်အရီလာ၁၄ရက်နေ့ကနေစပြီးစစ်ကောင်စီတပ်နဲ့မင်းစေတံပြည်သူစီပူပေါင်းတပ်တွေမင်းစေတံပြည်သူစီပူပေါင်းတပ်တွေလောဝချေရွာနီတဝိုက်ကရင်ရဲတပ်ရင်း၂၀နှစ်မြေပတ်စစ်ကြောင်းထိုးလာတဲ့အတွက်ကရင်ရဲပူပေါင်းတပ်ကနေခုခံရင်တိုက်ပွဲပြင်းထန်လာတာလို့ကချင်လူလည်ရဖွဲ့စီ KOKA တတိယနေ့ပြန်ကြားရေးတာဝန်ခံပူမူဂျီနိုဘိုကပြောပါတယ်။ ဧပြီလ15ရက်နေ့မှာတော့လောဝချေရွာအတွင်းစစ်ကောက်စီပူပေါင်းတပ်သားတွေစစ်တောင်းထမှန်ထိုးလာတဲ့အတွက်ကရင်ရေကနေခုခံရင်တိုက်ပွဲဖြစ်ပွားခဲ့ရတဲ့အပြင်စစ်ကောက်စီဘက်ကလည်းလေကြောင်းဖြစ်ကိုရာတွေရှိခဲ့ပြီးလက်ရှိအချိန်မှာတော့လောဝချေရွာအတွင်းစစ်ကောက်စီပူပေါင်းတပ်တွေပြန်လည်တပ်ဆွေးနေကြပြီလို့နောက်ထပ်လူတို့လက်နေပြည်သူတို့ကလည်းပြောပါရယ် မကွေးအချင်းတောင်မှာအချင်းဦးစည်းဝန်ထမ်းတွေနဲ့အချင်းသားတွေအကြားတင်းမမို့ဖြစ်ပွားခဲ့ပြီးတော့အချင်းဦးစည်းဝန်ထမ်းတွေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသားနှစ်ဦးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် VPN နဲ့မကနေသိရပါတယ်။ Figure ဧပြီလ23ရက်နေ့ကအချင်းတောင်ရှိမှာ Local Video အဖွဲ့တွေနဲ့စစ်ကောင်စီလက်အောက်ခံတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အချင်းဦးစည်းဝန်ထမ်းတွေနဲ့အချင်းသားတွေအကြားတင်းမမို့တွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်အချင်းဦးစီဝန်ထမ်းတွေရဲ့ထောင်ဘူးဝနဲ့ကင်းမြိုစင်ကနေတနက်ပြခတ်မှုတွေကြောင့်ထောင်သွင်းသမားယုံမှနေထိုင်နေတဲ့နိုင်ငံရေးအချင်းသားစောရွှေအောင်အပါအဝင်နိုင်ချင်းနှစ်ဦးတိတ်ဆုံခဲ့ရတယ်လို့ BNM ကဆိုပါတယ် ခြားပြည်နိုင်ငံရဲ့အချင်းသားတွေနဲ့အချင်းသားများစွာတိကျတဲ့ရရှိခဲ့ပြီးတော့ငှအုပ်ထက်မနေစေဝါကုတမှုခံယူနေရတာလည်းဖြစ်ပါရယ်။ကုတိမော်ရိုနိုင်ငံရဲ့အချင်းသားတွေကိုရက်နက်နှိပ်စက်မှုတွေလှုံ့ဆော်နေပြီးထောင်ဒင်းစစ်ဆေးမှုတွေလှုံ့ဆော်နေတယ်လို့လည်းသိရပါရယ်။ချောင်ပြမမှာတိုက်ပွဲတွေဖြစ်ပွားနေချိန်အချင်းတောင်တွေမှာလည်းအချင်းဦးစီးနဲ့အချင်းသားတွေကြားတမမှုဖြစ်ပွားခဲ့တယ်လို့ပြည်ပနမှုဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောပါရယ်။ အဲချင်းထောင်ပြင်ပမှာရှိရဲဆေးရုံတွေမှာလည်းလူနာတွေများလာတဲ့ပုံအကြောင်းပြုပြီးမှအထဲထဲမှာရှိတဲ့6လောက်ထိခိုက်ဒဏ်ရာရသူပါဝင်အသက်အန္တရာယ်အရင်မစိုးရင်ရတဲ့သူတွေဆိုရင်ပြင်ပဆေးရုံတွေကိုမပို့တာမျိုးတွေလက်ရှိမှာတွေ့နေရတယ်အဲကျွန်တော်တို့တင်ပြတောင်းဆိုနေတဲ့အတိုင်းအောင်ခွင့်မပြုတာမျိုးတွေလည်းတွေ့နေရပါတယ်ဗျမကွေးဘဟုအချမ်းထောင်ကိုဒေါ်လာရေးကြပွဲတွေကဧပြီလ13ရက်နေ့ကတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးတော့အချမ်းထောင်ကိုရှော့တိုက်တုံးနေတဲ့ပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ရလို့ရတခန့်သူကလည်းပြောပါရတယ် တောင်းနေထောင်မှာတော့နေရှိထောင်နှံကြခံနေရတဲ့ BDNO BDF ကောင်ဆောင်ဟောင်းကိုအောင်ခန့်ဦး NLD ပါတီဝင်တိုင်းလူတော်ကိုစလေဦးဝင်းမြန့်လိုင်တို့အပါအဝင်မတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေရှိနေလို့လည်းသိရပါဗျာစက်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ် လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ திக ကြုံရလေးရှိတာကစိုးရင်တော်ကားတွေဖြစ်ပါတယ်။ ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်း လက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာဇမ္မာရေးနဲ့စိတ်ပိုင်းဆိုင်ရာဇမ္မာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေယောနေနေနိုင်ပြီမယ်ရေတက်ပြေဝအောင် အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ ခုနဲ့ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ Orion ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်မြစ်နာသတင်းချန်နေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။